င်္ဂလာပါရှင်ကျမကတော့ချီချိုဆမ်းမ DBB ရုံးမြင့်တန်းကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ် အာရခတက်တော် AA ထိန်းချုပ်ထားတဲ့ရခိုင်ပြည်နယ်မြောက်ဦးမြို့နယ်ကစေယုံကိုစစ်တပ်ကအပြည်ပြည်ဆိုင်ရာလူခွင့်ရည်နေဖြစ်တဲ့ဒီဇင်ဘာလ10ရက်ည9နာရီကျော်ကဘုံကျဲခဲ့တဲ့အတွက်33ရောက်တေဆုံးပြီး86ရောက်တရားရသွားတယ်လို့အာရခတက်တော်ဘက်ကထုတ်ပြန်တယ်လို့ဒေသရင်းမီဒီယာတွေကလည်းဖော်ပြကြပါတယ်ဒဏ်ရာရသူတွေထဲမှာ29ယောက်ကဒဏ်ရာပြင်းထန်ပြီး49ယောက်ကတော့အသေးစားဒဏ်ရာရတာလို့စီးရင်တွေအရသိရပါဗျ။တေဆုံတဲ့ဥယေဟာပိုများလာနိုင်တယ်လို့လည်းဆိုပါဗျ။ စစ်တပ်ကမနေ့ကမြောက်ဦးမြို့နယ်ပြည်သူ့စေုံကြီးကိုပေါင်900ဘုံနှလုံးကျဲချခဲ့တာဖြစ်တယ်လို့သိရပါတယ်။ပြီးခရိုင်နိုဝင်ဘာလကုန်ပိုင်းကလည်းရခိုင်ပြည်နယ်ကြောက်တော်မြို့နယ်အကြောင်းဖို့ရွာကိုစစ်တပ်ကဘုံကျဲခဲ့တဲ့အတွက်ကလေးတငယ်တွေအပါအဝင်9ယောက်သေဆုံးပြီး10ယောက်ဒဏ်ရာရခဲ့ပါတယ်ရှင်။တိုင်းပြည်အတွက်အသက်ပေးထားပြီးဖြစ်တဲ့အတွက်သူ့ကိုတတ်ချင်ရင်လာတတ်နိုင်တယ်လို့စစ်တပ်ထောက်ခံသူလူရှင်တော်အုံဒီကပြောပါရယ်။ ဒီဇင်ဘာလ10ရက်နေ့ကပြည်ခိုင်ပြိုးပါတီကလက်ကူးမျိုးနဲ့မှပြုလုပ်ခဲ့တဲ့မဲဆွယ်စည်းရုံးရေးပွဲမှာပြောကြားခဲ့တာဖြစ်ပါတယ်။သူ့ကိုချိန်ချောက်တာတွေရှိသလိုအိမ်နဲ့ကားကိုဘုံထောင်ဖို့ကြိုးစားတာတွေရှိခဲ့တယ်လို့အုံဒီကဆိုပါတယ်။ဒါကြောင့်သူ့အနေနဲ့ကားနံပါတ်ပြားလဲစီနေရတယ်လို့လဲသူကဆိုပါတယ်စစ်တပ်ထောက်ခံသူအုံဒီကိုပွဲရှင်တွေကလာမငါတော့တာကြောင့်မဲဆွယ်စီအောင်ရေးတွေလိုက်ပြီးလောက်ပိုင်ခွင့်တွေကိုတောင်းဆိုတာတွေရှိတယ်လို့သိရပါတယ် လက်ရှိမှာမင်းသားနေအောင်ရန်အောင်စင်ရောမမောင်ခန့်စီသူမေတင်စာဦးဒိန်းတောင်အောင်သည်ကြကြောနန္ဒအပါဝင်အမှုပညာရှင်တာဝိုင်းမှာစစ်တပ်ကိုထောက်ခံယုံသားမကတော့ပဲကျန်းဖို့ပါတီရဲ့မဲဆွဲစီယုံရေးလှုပ်ရှားမှုတွေမှာပါတက်တက်ကြွကြွပါဝင်လာတာကိုလည်းတွေ့ရပါတယ်တဖက်မှာတော့စစ်တပ်ကသူတို့နဲ့သူတို့လုံမဲ့ရွေးကောက်ပွဲကိုဝေဖန်တဲ့အမှုပညာရှင်တွေကိုတရားစွဲပြီးထောင်ချတာတွေရှိနေပါတယ်ရှင်။ ကြားပြန့်လုပ်ငန်းအားပေးနေတဲ့နိုင်ငံတွေစီးရင်ကိုအမေရိကန်အစိုးရကထုတ်ပြန်မှုတိုက်တွန်းတဲ့ဥပဒေကြမ်းကို အမေရိကန်အထက်လွှတ်တော်ကအတည်ပြုလိုက်ပါတယ်။ရပ်ပိုင်းအတွင်းမှာကြားပြန့်ရေးရဥပဒေကြမ်းတစ်ခုကိုလွှတ်တော်တရကအတည်ပြုခဲ့ပြီးစစ်ကောင်စီအတွက်ထွက်ပေါက်ပိတ်ဆိမဲ့အချက်တွေပါဝင်နေပါတယ်။ဒီသတင်းကိုသူတချန်သာပေးပို့ထားပါရရှင်။ ကြားပြန်လုပ်ငန်းအားပေးနေတဲ့နိုင်ငံတွေစီးရင်ကိုအမေရိကန်ဆိုရကထုတ်ပြန်မှုတိုက်တွန်းထားတဲ့အချက်ပါဝင်တဲ့ကြားပြန်စကမ်းများအတွက်တာဝန်ခံမှုရှိစေရင်းနဲ့စူပေါင်းလှုပ်ရှားမှုအဥပဒေမူကြောင့်ဒီဇင်ဘာ၈ရက်နေ့ကအမေရိကန်အထက်လွှတ်တော်စီးနှိမ်မှာကန့်ကွက်သူမရှိအတည်ပြုလိုက်တာပါဒီဇင်ဘာ၃ရက်နေ့လောကလည်းနိုင်ငံသားငွေလိမ်ကိုင်းများဖြုတ်ခွင်းရေးဥပဒေကိုအမေရိကန်အောက်လွှတ်တော်နိုင်ငံရေးကော်မတီကအတည်ပြုထားပြီးမကြာခင်မှာအောက်လွှတ်တော်တရက်လုံးကအတည်ပြုသွားဖို့ရှိနေပါတယ် ကြားဖြတ်နေနေတဲ့ပတ်သက်ပြီးအမေရိကန်အစိုးရလွှတ်တော်နဲ့အဓိကပါတီနှစ်ခုစလုံးကသဘောထားတိုက်ဆိုင်နေတဲ့အတွက်မကြခင်မှာဒီဥပဒေတွေအတည်ပြုအသက်ဝင်လာနိုင်တယ်လို့လေလာသူတွေကမှတ်ချက်ပေးပါတယ်။ကြားဖြတ်လုပ်ငန်းကိုလက်ခံအားပေးနေတဲ့နိုင်ငံများဆိုပြီးတော့လေစရင်လောက်ရမယ်ဆိုတာအဲ့ဒါဆက်ကဆောက်ဒီ legitimacy ပေါ့တရားဝင်မှုကိုတော်တော်ထိခိုက်စေမယ်လို့ကျွန်တော်တို့ယူဆတယ်ဗျာ။နိုင်ငံခြားငွေလိမ်ငိုင်းများဖြိုခွင်းရေးအဥပဒေပေါ့။အဲ့ဒါကကြတော့ तू က United States Secret Service တို့ဘာလို့တုံးပြီးတော့ငွေ ွေကြေးပဲနဲ့ లై စုံစမ်းပြီးတော့ sanction လုပ်မယ်ငွေကြေးသူတို့ bank account တွေကို seize လုပ်မယ်တော့တိမ့်မယ်ပါညာအဲ့ဒီဘက်ကထိရောက်တယ်ဒီနှစ်ဖက်စလုံးပေါင်းလိုက်လို့ရှိရင်ဒီကထုံးစံကတော့အောက်လွတ်တော်မှာဥပဒေတစ်ခုတင်တယ်အထက်လွတ်တော်မှာဥပဒေတစ်ခုတင်တယ်စင်စင်ပဲအဲ့ဒါနှစ်ခုစလုံးကိုသူတို့ reconcile လုပ်တယ်ဆိုပြီးတော့ပေါင်းလိုက်ပြီးတော့တကယ်တမ်းကျတော့ဥပဒေတစ်ခုပဲထွက်လာမှာအဲ့ဒါတွေကိုလည်းနည်းနည်းသူတို့ထပ်ပြီးတော့ပို့ကောင်းအောင်ပြင်ဆင်ထားတယ်ပြောတယ်ပြင်ဆင်ချက်တွေတော့ကျွန်တော်တို့မတွေ့သေးဘူးလေ ကြားဖြန့်စခန်းများအတွက်တာဝန်ခံမှုရှိစေရေးနဲ့စုပေါင်းလှုပ်ရှားမှုအဥပဒေဟာကြားဖြန့်လုပ်ငန်းတွေကိုလက်ခံအားပေးနေတဲ့နိုင်ငံတွေကိုစည်ရင်းပြုစုကျင်းပဖို့အဓိကတိုက်တွန်းထားတာဖြစ်တဲ့အတွက်စစ်ကောင်စီကတရားဝင်အစိုးရအဖြစ်နိုင်ငံတကာကအသိမှတ်ပြုခံဖို့ကြိုးစားနေတာတွေအပေါ်တည်ရောက်မှုကြီးမားလာနိုင်ပါတယ်နိုင်ငံသားငွေလိမ်ကိုင်းများဖြုတ်ခွင်းရေးအဥပဒေမှာတော့ကြားဖြန့်လုပ်ငန်းနဲ့ဆက်စပ်နေတဲ့စစ်ကောင်းဆောင်တွေ၊နေကြောင်တပ်ခေါင်းဆောင်တွေနဲ့ ခရိုနီလုပ်ငန်းရှင်တွေရဲ့ပိုင်ဆိုင်မှုတွေကိုရှာဖွေအေးအေးယူနိုင်မဲ့ပြဋ္ဌာန်းချက်တွေပါဝင်နေတာပါ mobilization ဆိုတာစုပေါင်းပြီးတော့မှကင်တွယ်ဖြည့်ရှင်ကြဖို့အတွက်ကိုအဥပဒေဖြစ်တယ်ပေါ့နော်နိုင်ငံခြားအမေရိကအမဟုတ်တဲ့တခြားနိုင်ငံတွေဘယ်နိုင်ငံကပဲဖြစ်ဖြစ်ဒီလိုကိစ္စတွေကိုလက်ခံပြီးတော့အားပေးနေတာတွေရှိမယ်ပူပေါင်းကျူးလွန်နေတာတွေရှိမယ်ဆိုလို့ရှိရင်သူတို့တွေကပေါ်ထုတ်ရမယ်ပေါ်ထုတ်ပြီးရင်အဲ့ဒီတိုင်းပြည်တွေကိုတစိမ့်ကပ် ိုက်မှာပေါ့နော်ဒီလိုလက်ခံအားပေးနေတဲ့တိုင်းပြည်ဆိုတဲ့ဒစိတ်ကိုစစ်အုပ်စုအနေနဲ့အကက်ခံလိုက်ရပြီဆိုလို့ရှိရင်သူတို့ဟာတန်တမာရေးအခုချင်းကပ်နေတဲ့ lobby ကိစ္စတွေ advocacy ကိစ္စတွေစသဖြင့်ပေါ့နော်ဒါတွေကသူတို့အတွက် တကားတွေလုံးဝပိတ်သွားပြီဖြစ်တယ် အမေရိကန်ဆိုရကအွန်လိုင်းငွေလင်လုပ်ငန်းကြာဖြန့်တိုက်ဖျက်ရေးအထူးဖွဲ့ Scam Center Strike Force ကိုဖွဲ့စည်းကြောင်း November 10ရက်နေ့မှာကြေညာခဲ့ပြီးနောက်ကြာဖြန့်လုပ်ငန်းအများစုကြီးစီရာထိုင်းမြန်မာနယ်စပ်မှာမြင်သာတဲ့အရေးယူမှုတွေရှိခဲ့ပါတယ်။စစ်ကောင်စီနဲ့နယ်ခြားသောတပ်တွေကကြာဖြန့်လုပ်ငန်းတွေကိုဟန်ဆောင်အရေးယူတာလုပ်ငန်းသုံးပစ္စည်းတွေကိုဖျက်ဆီးပြတာတွေပြုလုပ်ခဲ့ပေမဲ့အမေရိကန်လွှတ်တော်နဲ့အစိုးရဘက်ကကြာဖြန့်လုပ်ငန်းတွေကိုထိတိယရောက်အရေးယူနိုင်ရေးအတွက်လုပ်ငန်းတွေဆက်လက်ဆောင်ရွက်နေတာဖြစ်ပါတယ်။ကျွန်တော်တုဒ္ဒချမ်းသာပါ။ ဆဲအုစုကပြုလုပ်ကျင်းပမဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်ကိုစောင့်ကြည့်မှတ်တမ်းတင်ပြီးရွေးကောက်ပွဲနဲ့ဆက်ဆက်ပြီးလူခွင့်ရေးချုပ်ဖောက်မှုတွေကိုစောင့်ကြည့်မဲ့အတူရောင်ရွေးကောက်ပွဲခြေအားခံမဲ့ platform တစ်ခုကိုမိတ်ဆက်လိုက်ပါတယ်။ shamelectiontracker.com ဆိုတဲ့အဲ့ဒီ platform ကိုဒီဇင်ဘာလ10ရက်နေ့ကမိတ်ဆက်လိုက်တာဖြစ်ပြီးတော့မြန်မာနိုင်ငံဆိုင်ရာသတင်းအချက်အလက်တွေနဲ့စစ်စစ်ထားတဲ့သတင်းအချက်အလက်တွေရယူဖို့အခက်အခဲတွေကြောင့်အခုလိုရွေးကောက်ပွဲစောင့်ကြည့်ရေး platform တစ်ခုကိုအကောင့်ထည့်ဖို့ပြီးကမ္ဘာကို ပြသချင်တယ်လို့အတူရောင်ရွေးကောက်ပွဲချေအားခံလုပ်ငန်းအဖွဲ့ကဆိုပါတယ်အတူရောင်ရွေးကောက်ပွဲချီယာခန်လုပ်ငန်းအဖွဲ့ကိုတော့2025ခုနှစ်အော်တိုဘာလမှာစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီးတော့ရည်ရွယ်ချက်၄ရပ်နဲ့ဖွဲ့စည်းခဲ့တာလို့လည်းဆိုပါရစေ။ ရည်ရွယ်ချက်တွေကတော့တိကျပြီးစုစည်းထားတဲ့အချက်လက် database လိုအပ်ချက်တွေကိုဖြည့်ဆည်းဖို့ရွက်ကပွဲမတိုင်မီကာလအတွင်းနဲ့နောက်ပိုင်းကာလတွေမှာဖိနှိပ်မှုပုံစံတွေကိုဖော်ထုတ်ဖို့အတွက်လိုအပ်တဲ့စောင့်ကြည့်လေ့လာရေးစနစ်ရှိလာဖို့လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းတင်ခြင်းမှာလှုပ်ဆောင်နေတဲ့ပြည်တွင်းနဲ့နိုင်ငံတကာအဖွဲ့အစည်းအများပြားအတွက်အချက်လက်အားလုံးကိုတနင်္လာရက်မှာ စုစည်းပြီးပုံမှုအသုံးပြုရလွယ်ကူစေဖို့စတဲ့ရည်ရွယ်ချက်တွေနဲ့ပြုလုပ်တာလို့ဆိုရတယ်ရှင်။ ီပီပီယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို ရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျမကတော့ချီချူဆမ်ပါရှင်